အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့အင်အားပြင်းတိုင်ဖုန်မုန်တိုင်းပူအားလွန်ရဲ့နောက်ဆုံးရအခြေအနေတွေနဲ့ဒီမုန်တိုင်းရဲ့မြန်မာနိုင်ငံပေါ်တက်ရောက်နိုင်မှုတွေကိုအားလုံးသတိထားရအောင်တင်ဆက်ပေးသွားပါမယ်အားကောင်းသောတိုင်ဖုန်မုန်တိုင်းပူအားလွန်မှာလေးတိုင်နှုံ135ကီလိုမီတာခန့်ဖြင့်ဗီယက်နမ်နိုင်ငံရှေ့လေပိုင်းနဲ့မြောက်ပိုင်းနေရာများကိုကန်ရမ်နေရာမှာတဆင့်ကုန်းတွင်ပိုင်းနေရာများမှာ ဖင်စီတီ ဟာတင်စီတီအနီးမှာဝင်ရောက်လာနိုင်မယ်ဖြစ်၍သတိပေးချက်အနေဖြင့်အဆင့်73ဖြင့်ညနေ9နာရီခွဲကျော်အချိန်နဲ့ညအချိန်9နာရီခွဲမှ8နာရီခွဲအချိန်တွင်ကုန်းတွင်းနေရာများကိုဝင်ရောက်ရိုက်ခတ်လာနိုင်မယ်လို့ခန့်မှန်းရပါတယ်။အားကောင်းသောတိုင်ဖုန်းပေါ်၌အဆင့်1မှ2ဖြင့်ဝင်ရောက်လာနိုင်၍ VNDMS မှာကြိုတင်သတိပေးချက်များထုတ်ပြန်ထားလျက်ရှိပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းဟိုင်နန်ကျွန်းမှာလေပြင်းတိုက်ခတ်ခြင်းနဲ့အတူနေရာနှံပြားမိုးအထင်းထင်းမှာနေရာစိတ်စိတ်မိုးသည်ထံမှဖြစ်၍ ဂျဲလိုဝမ်ရင်းဖြင့်တတိပေးချက်များထုတ်ပြန်ထားပါတယ်။ယနေ့စက်တင်ဘာလ28ရက်နေ့ညအချိန်မှာအားကောင်းသောတိုင်ဖုန်းမတိုင်းဘူအားလိုက်မှာလေတိုက်နှုံ120ကီလိုမီတာနှုံဖြင့်တိုက်ခတ်၍အနောက်နဲ့အနောက်မြောက်ဘက်ကို15မိုင်နှုံဖြင့်ရေရွှားသွားပါမယ်။တိုင်ဖုန်းမတိုင်းဘူအားလိုက်အရှိန်ကြောင့်ဗီယက်နမ်နိုင်ငံနေရာနှံပြားမိုးအင့်တင့်မှနေရာစိတ်စိတ်မိုးတဲထံမှာဖြစ်၍တတိပေးကြများထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းနေရာများနဲ့အတူ မြောက်ပိုင်းနေရာများမှာနေရာအနှံပြားမှနေရာဆိတ်ဆိတ်မိုးအင်းတင်းမှနေရာဆိတ်ဆိတ်မိုးသည်ထန်တိုင်းမှာဖြစ်၍ TMD မှာသတိပေးချက်များထုတ်ပြန်ထားပါတယ်။လောင်နိုင်ငံမြောက်ပိုင်းနဲ့အလဲပိုင်းကုန်းတွင်းပိုင်းနေရာများမှာလည်းလေပြင်းတိုက်ခတ်ခြင်းနဲ့အတူနေရာဆိတ်ဆိတ်မိုးအင်းတင်းမှမိုးသည်ထန်ပါမယ်။စက်တင်ဘာလ29ရက်နေ့မှာမုံတိုင်းငယ်ဖြစ်လေတိုက်နှုံ35မိုင်ထိတိုက်ခတ်ကအနောက်နှင့်အနောက်မြောက်ဘက်ကို73မိုင်နှုန်းဖြင့်ရွေ့ရှားသွားပါမယ်။ စက်တင်ဘာလ30ရက်နေ့မှာလေဖီယာနဲ့ရဝန် LBA အဆင့်ဖြင့်လေတိုင်ထုံ25မိုင်ထိတိုက်ခတ်ကာအနောက်နဲ့အနောက်မြောက်ဘက်ကိုရွေ့ရှားသွားပါမယ်။အခုဆက်လက်ပြီးမြေကြီးခြေနေများကိုတင်ဆက်ပေးပါမယ်။6နိုင်ခွဲချင်းတိုင်းထွာချက်ရမြေကြီးနားမြို့ရဲ့မြေကြီးဟာအပေါင်း15စင်တီမီတာပေဝက်ခန့်ပြန်တက်ပါတယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးအပူချိန်ဟာ31.3ဒီဂရီဆယ်စီယပ်ခန့်ရှိခဲ့ပြီးယနေ့အနေအထားအပူချိန်ကတော့18.9ဒီဂရီဆယ်စီယပ်ဖြစ်ပါတယ်ခင်ဗျာ။ မြေကြီးနားမြို့မြေဟာဆိုရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိဖို့တွာ998စင်တီမီတာ26ပေကျော်ခန့်အလိုမှာရောက်ရှိနေပါတယ်။မြေကြီးတက်ကြပုံမှန်အနေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။အေယာရီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်။ရန်ဖန်ရန်ခါအေယာရီမြေစုံထပ်ပိုင်းမှာနေရာကွက်ကြားမိုးသည်ထန်သောရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကြာဆင်းနေရာမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရရီမြစ်ထပ်ပိုင်းမေခမြစ်နဲ့မလိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအသင့်တင့်ရှိနေပါတယ်။အေရရီမြစ်ရိုးတစ်လျှောက်နဲ့ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြစ်ကမ်းအနီးမြေနှိမ့်ဒေသများနဲ့မီနူကျွန်းများတွင်စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအရာရီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ ပထမဦးစွာချင်းနှင်းမြေရေချင်းနှင်းများကိုတင်ပြပေးသွားပါမယ်28ရက်ကုလ2025 6နိုင်ခွဲချင်းတိုင်းထွာကြရာခန်းဒီမျိုးရဲ့မြေရေဟာအပေါင်း18စင်တီမီတာပေဝက်ကျော်ခန့်ပြန်တက်ပါတယ်မုံရမြေရေဟာအပေါင်း8စင်တီမီတာ3လက်မခန့်ထက်တက်ပါတယ်ချင်းရွှေမြေထပ်ပိုင်းမှာလက်တလုံးတွင် မိုးအားအနှဲငယ်မှအသင့်တင်ရှိနေပါသည်။ယခုရက်ပိုင်းတွင်ချင်းရွှေမြေရိုးတစ်လျှောက်မြို့များအလုံးမှာအကြပတ်သူဥတီနေပါဦးမည်။ ်ချင်းရွံ့မြေရေအတက်ကြပုံမှန်အနေထားခံမှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အချိန်လေးမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန်ဒီမြို့မြေရေဖြည်းဖြည်းချင်းဆက်လက်တက်နေပါဦးမယ်။ဟ ோம் လင်းမြို့မြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဖောင်းပြင်းမြို့မြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မော်လိုက်မြို့မြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝါမြို့မြေရေဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းကင်းမျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ် ဏီမျိုးမြည့်ရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရမျိုးမြည့်ရေအနှဲငယ်ထက်တက်နိုင်ပြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဆက်လက်ပြီးအေယော်ဒီမြည့်ရေအခြေအနေများကိုတင်ပြပေးပါမယ်။ဗမော်မျိုးမြည့်ရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်နံနက်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ရွှေကူမျိုးမြည့်ရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကတာမျိုးမြည့်ရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ထီကြိုင်မျိုးမြည့်ရေဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ တပိတ်ချင်းမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မန္တလေးမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။စကိုင်းမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မြင်းမှုမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ပခုတ်ကူမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ညောင်မြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ချောင်းမြို့မြေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။မင်းမှုမျိုးမြည်ရေဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ မကွေးမျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လံမျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ပြည်မျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။စိတ်တာမျိုးမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္ဒရာမျိုးမြေကြီးအတက်ကြမရှိရက်တက်နေပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဇလုံမျိုးမြေကြီးအတက်အကျမရှိရက်တက်နေပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြဆင်းနိုင်ပါတယ်။ အခုဆက်လက်ပြီးယနေ့စက်တင်ဘာလ28ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာ မုတ်တုံလေအားအသင့်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာကြများရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖုန်းမုန်တိုင်းပူအားလိုက်ဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားလျက်ရှိပြီးဆက်လက်တည်ရှိနေပါတယ်။ အဆိုပါတိုင်ဖုန်မတိုင်းပူအားလိုင်းဟာအနောက်မြောက်ဘက်သို့ရွေ့ရှားနိုင်ပြီးယနေ့ညပိုင်းတွင် VN နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများကိုတိုင်ဖုန်မတိုင်းပူအားလိုင်းအဖြစ်ဖြစ်လာက29ရက်ကုလ2025ရက်နေ့မှာ VN နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်တို့ကိုအပူပိုင်းမုန်တိုင်းပူအားလိုင်းအဖြစ်ဖြစ်လာက30ရက်ကုလ2025ရက်နေ့မှာလာအိုနိုင်ငံကိုအပူပိုင်းမုန်တိုင်းငယ်အဖြစ်ဖြစ်လာကောင်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်မနက်ဖြန်မွန်တဲ့ချိန်ထိခံမှန်းချက်များကတော့ ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျကျမန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြားမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုံးပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့ ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်မြမာတော့မြမကန်းရုံးနဲ့တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံမိုးတက်လေပြင်းများကြာရောက်ပြီးလိုင်းကြီးနိုင်ပါတယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းမြေပြင်းလေဟာတနာယီလျင်မိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြမကဲရန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လေပြင်းတို့မှာဆယ်ပင်မှ12ပင်ခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြီးတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းတို့မှာမိုးပူလာနိုင်ပါတယ်။ နေပြည်တော်နဲ့နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ဆက်လက်ပြီးတနင်္ဂနွေမှာမိုးကောင်းအောင်မှာဖြစ်ကြောင်းတင်ပြလိုပါတယ်။ မုံတိုင်းငယ်ရှိပြီးတော့မိုးကြီးပြီးလေပြင်းများလဲတိုက်ခတ်ပါမယ်။မုံတိုင်းငယ်ရဲ့အချိန်ကြောင့်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရစိတ်စိတ်မှာနေရအနှံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာနေရွက်ကြားမိုးကြီးခြင်းများနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မုန်တိုင်းငယ်ရဲ့အချိန်ကြောင့်မိုးသည်ထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊ရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်းမိုးစလကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ော်အလယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးပူမိုအားကောင်းလာကဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ ်ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံအော်ရိတပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့မှာမုန်တိုင်းငယ်ဖြစ်သူရောက်ရှိခဲ့ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်အနောက်တောင်ပိုင်းရေမိုင်၃၈၅မိုင်ခန့်အိန္ဒိယနိုင်ငံပူရီမြို့ဤတောင်ဘက်နဲ့အရှေ့တောင်ဘက်ရေမိုင်၃၅မိုင်ခန့်ကိုပါပူမြို့ဤအရှေ့ဘက်ရေမိုင်၈၀မိုင်ခန့်နဲ့ကာလင်္ကာပတနံမြို့ဤအရှေ့အရှေ့မြောက်ဘက်ရေမိုင်၁၂၅မိုင်ခန့်ကွာပင်လယ်ပြင်ကိုပဟိုပြုနေပါတယ်။ မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေချမဲ့အခြေအနေမရှိပါသဖြင့်အဝါရောင်အဆင့်ဟုသတ်မှတ်ပါတယ်။မုံတိုင်းငယ်ရဲ့တီနေရဗဟုချက်လေးဖီအားနဲ့လေးတိုက်နှုံးတွေမှာအဆိုပါမုံတိုင်းငယ်ဟာမြန်မာစံတော်ချိန်22နာရီ30နာရီအချိန်တွင်မြောက်လက်တီကျူ19.3ဒီဂရီနဲ့အရှိတ်လောင်ကြီးကျူ86.1ဒီဂရီမှာရှိပြီးဗဟုချက်လေးဖီအား996ဟက်တိုပါစကယ်နဲ့အမြင့်ဆုံးလေးတိုက်နှုံးမှာတနာရီလျင်မိုင်300နှုံးခန့်ဖြစ်ပါတယ်။ အဆိုပါမွန်နိုင်ငံဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်24နာရီတွင်အိန္ဒိယနိုင်ငံအော်ရိတာပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒိရှ်မြောက်ပိုင်းကမ်းခြေတို့ကိုပူရီမြို့ရဲ့ကာလင်ဂါပတနန်တို့အကြားဂိုဘာပူမြို့အနီးမှာဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါမွန်နိုင်ငံရဲ့အချိန်ကြောင် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေယာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ နေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ချုံရွာပြီး အချို့ဒေသများမှာနေရာကွက်ကြားမိုးကြီးခြင်းများနဲ့အတူလေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြတဲ့ရေပြင်းပြင်းလေးဟာတနအီလရင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြင်းမှာမြန်မာကန်ရုံးတစ်ချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာစေပေမှ12ပေခန့်ရှိနိုင်ပါတယ်တို့ဖြစ်ပါ၍မုံတိုင်းငယ်ရဲ့အချိန်ကြောင့်မိုးသည်ထံသွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်များဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေတာနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြင့်ငယ်ချောင်းငယ်များနေရင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်ရင်းလေကြောင်းပြန်တမ်းရေမြမကန်ရန်တစ်လျှောက်နဲ့ကန်လွန်ပြင်းနဲ့ပြင်းလို့ရှိ ကန်ဒီကန်ဝေးငါဖန်းရေရေများတင်းမောများအနေဖြင့်လဲချိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါတယ်လို့မိုးစလာဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ